အနုပညာသမားဘာကြီးပဲဘယ်အချိန်လုံနေလုံနေကားပြန်ရိုက်ဆိုရင်သူ့မှုကသူကဝင်သွားတာပဲအခုပိုးကမသေးဘူးဆိုတော့အခုဆိုရင်တချို့ဆိုလေဘယ်လိုလဲဆိုတော့အဲဒီဇက်ကားကြီးပြန်မယ်ဆိုတော့မသိခင်မှာအပြင်ဒီပါတော့အင်တာဗျူးဖြေရပါတော့အနုပညာကိုဘာလို့စွန့်လွှတ်လိုက်တာလဲဆိုရင်မေးတယ်ဘယ်တော့ဖြေခဲ့ဘူးလို့လဲလို့တခါမှစွန့်လွှတ်မယ်လို့မတွေးခဲ့ဘူးဖြေလည်းမဖြေခဲ့ဘူးလို့ဘယ်လို့ လည်းမရိုက်တာကြလို့ဒါသူတို့ဆွန့်လို့တယ်လို့ထင်တာမြို့သူအမှန်မြို့ forever ကနေခုတိကိုမထွက်သေးတာကိုဘကိုလူပညာသမားတယောက်အနေနဲ့ဝါသနာပိုင်းအလုပ်ကိုလုပ်နေတန်လန်းကနေကိုရတခြားအသက်မွေးဝမ်းကြောင်းအနေနဲ့တခြားဟို business တစ်ခုကိုလုပ်တာလွယ်လို့ရှင်ဒါအောင်ဆွန့်လို့ဖို့စိတ်ကိုလုံးဝမရှိဘူးစိတ်ကူးမရှိတာလည်းမဟုတ်ဘူးလုံးဝကိုလုပ်ကိုမလုပ်နိုင်တာပေါ့နော်အဲ့တော့ why နဲ့ဖြစ်တဲ့ဒီရိုက်ပါရိုက်ပါရိုက်ပါအာမြို့သားကလည်းတခါလေပြောထားတယ်အဲ့ဒီဟာဆိုသူကလည်းလေပထမတော့စိတ်စိတ်ကဘယ်လိုလဲ ဆိုတော့ဖိမန်းမှာဆိုတာပေါ့เนาะဆိုတော့ကျွားတော့မိိုင်းနဲ့တော့ပေါ့အေးဒီအမအေးဆေးဆေးပဲနေပေါ့ဒါပေမဲ့မရဘူးကိုဘကူဒီဘက်မှာဘလောက်ပဲအလုပ်တွေလုပ်နေပါစေမသူများရက်ကူးရေးတွေမြင်နေရတယ်သူများတွေအွန်အဲတက်နေတဲ့အချိန်မျိုးကြာလို့ရှိရင်စိတ်တက်ကြရဲ့အော်ငါငါအုံကြတော့ဘောနော်ငါဘာမှမလုပ်ရတော့ဆိုပြီးအဲ့လိုမျိုးစိတ်မျိုးဖြစ်တယ်အဲ့ဒါကိုပို့ပြီးတော့ပြန်မှန်းကြည့်တယ်အဲ့တော့နှစ်ခုစလုံးမှာ manage လုပ်နိုင်ပြီးတော့ရအောင်လို့ရိုက်မှာ မေအနေနဲ့ကျတော့ကိုကအရင်ညှို့နေတော့ဒါအမေနေရာတယောက်ဆောင်ဖို့ဟဲ့လို့လို့အရင်ညှို့တော့မှာဘာရေပြောနေလဲဒါညင်မထိုက်တာလို့ဖြစ်နေစစ်စစ်ပါမလား ရေးပါတယ်အိုနေပါပြီတို့ကကဲကိုမမေအိုလာကြည့်ပေးဦးလားအဲဘယ်ရတာမမမမမကြရဘယ်လိုဖြစ်နေလဲမမနဲ့ဆိုရင်တကယ်ဟိုမှန်သောစကားပြောတာပါအရန်စုံကျင်တာမင်းတို့ပထမအဆုံးစဆုံတာဆိုရင်ဝိညာဉ်ရှိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့မှာတော့ကျတော့မင်းတို့ကဓာတ်ရိုက်မစုံရဘူးဟိုမမကျတော့ဒါဟိုဥစားမိမိတို့ပြီးတော့ကြတော့ခင်စနာတို့နဲ့ကမမတောက်လျှောက်ဆုံးอ่ะဗောမင်းတို့ကြတော့ယုံဘက်ဖြစ်တဲ့ခါကြတော့အဲ့တော့ ရှင်တင်မတ်ခိုင်လေးတွေ့တယ်မာ IT နေလုတ်တဲ့ဟာမျိုးကိုတွေ့လိုက်တယ်ဆိုရင်ဘီနာလေးကနေတော့ကြီးလိုက်တယ်နှုတ်ဆက်လိုက်တယ်ဟိုဓာတ်ရိုက်အဲ့လို IT လုတ်ပြီးတော့မှစုံရတဲ့ဆင်းရတိတ်မရှိခဲ့ဘူးဆိုတော့လေအခုမှအာရပါရတွေ့ရတော့မမကလေအခုမစားခင်တုန်းလေးကွာမြို့တူလေးပြပြပေးတယ်ဆုံးမပေးတယ်ဆိုတော့လေကိုကလေတကယ်အားလဲကိုးတယ်စီနီယာမမလည်းဖြစ်တယ်နော်အဲ့လိုဆိုတော့လေကွာရင်ထဲမှာအခုကအမေတခါတော်ထားလိုက်တာဟောအမကကြတော့လေဟိုဘယ်လိုခေါ်မလဲအမတယောက်လေးစကားတကားပေါ့နော်ရိုက်လိုက်တယ် ွဲအမအတူရတယောက်တည်းကောင်းတယ်လို့မဖြစ်ဘူးအပါဝင်တဲ့သူတွေအကုန်လုံးကောင်းမှာကိုတယောက်တည်းချွန်ပြီးတော်နေတယ်ဒီဇာကားရဲ့ကြည့်ကောင်းပေါ့နော်အဲ့တော့ပါတဲ့သူတွေအကုန်လုံးဆွဲပြီးတော့ခေါ်ရတာပေါ့နော်အဲ့တော့မြတ်သူဆိုလဲမတို့ secret region လုပ်တဲ့နေရာနေပြီးညီမလေးကိုညီမလေးဘယ်နေရာကြာရင်တော့အတန်မှာပြောင်း flow ပါပြောင်းအာဘယ်ဘယ် flow နဲ့ပြောပေါ့เนาะငယ်ငယ်တုန်းကတော့အရန်တွက်တဲ့ဟာအကြီးလာတော့နောက် လေးတွေကြီးလာတဲ့အခါမှာအဲတည်ငြိမ်သွားတဲ့ဟာတည်ငြိမ်တယ်ဆိုပေမဲ့လည်းဒေါသဖြစ်တာရင်နာတာတွေအဲ့အမျိုးတွေအဲ့အခန်းတွေအများကြီးပါပါတော့အဲ့ကြရင်တော့ဘလို့လို့အဲအဲ့လိုမျိုးပေါ့ပေါ့ဟိုဒီလို item တွေက အမားတို့က အများကြီးလောက်ခုတယ်လေအများကြီးလောက်ခုတဲ့အတွက်အဲဒီညီမလေးတွေကြတော့လက်ဆင့်ကမ်းပေးရတဲ့ဘောပါမတူပါလေအများကြီးလေးလာပေါ့နော်ဘာလို့လဲဆိုတော့ဒါမမတို့ဆိုလို့ရှိရင်အာဒါနှစ်ကိုအများကြီးဟိုအတွေ့အကြုံတွေဖြတ်တမ်းမှုတွေနဲ့ရထားတဲ့ဟာကိုမြတ်သူတို့အလွယ်တကူမျှဝေပေးတယ်ဆိုရဲဟိုကကိုယ်ကလိုက်ပြီးတော့ဒါလေးလေးဆဆနဲ့လိုက်နာအောင်ပါပေါ့နော်အဲ့တဲကြောင့်မမကလည်းအဲ့ဒါမမသမီးတင်ပေးပါနော်လို့ဆိုပြီးဟာကားရဲ့ကတော့အကုန်လုံးတင်ပေးတယ်ဘယ်သူရဲ့ဘဝရဲ့လို့မရှိဘူးသဘာအဲ့မဲ့ ခံယူတယ်မခံယူဘူးဆိုတဲ့ပုံမှာပဲမူတည်တာပေါ့နော်။အော်ကိုပြောတာကိုလက်ခံတယ်ဆိုရင်လည်းအဲဆက်တင်ပေးတယ်လက်မခံဘူးဆိုရင်လည်းအဲ့ဘာကြီးရက်လိုက်တယ်ပေါ့နော်။အနုပညာတော်မှာဘာကြီးပဲဘယ်အချိန်လုံနေလုံနေကားပြန်ရိုက်ဆိုရင်သူ့မှုကသူကဝင်သွားတာပဲ။အော်သူပိုးကမသေးဘူးဆိုတော့ဘာလို့အခုဆိုရင်တချို့ဆိုလေဟဲ့ဘယ်လိုလဲဆိုတော့ အဲဒီဇက်ကားကြီးပြဲမယ်ဆိုတော့မသိခင်မှာအပြင်ဒီပါတော့ interview ဖြေရပေါ့နော်မနုပညာကိုဘာလို့စွန့်လွှတ်လိုက်တာလဲဆိုရင်မေးတယ်ဘယ်တော့ဖြေခဲ့ဘူးလို့လဲလို့တစ်ခါမှစွန့်လွှတ်မယ်လို့မတွေးခဲ့ဘူးဖြေလည်းမဖြေခဲ့ဘူးလို့ဘလို့ ဘယ်လိုပြောမရိုက်တာကြလို့ဒါသူတို့ဆွန့်လို့တယ်လို့ထင်တာမြေသူကမှန်မြေ forever ကလည်းခုတိကိုမထွက်သေးတာကိုဘကိုလူပညာသမားတယောက်အနေနဲ့ဝါသနာပိုင်းအလုပ်ကိုလုပ်နေတန်လန်းကလည်းကိုယ့်ရဲ့တခြားအသက်မွေးဝမ်းကြောင်းအနေနဲ့တခြားဟို business တစ်ခုကိုလုပ်တာလွယ်လို့ရှိရင်ဒါအောင်ဆွန့်လို့ဖို့စိတ်ကိုလုံးဝမရှိဘူးစိတ်ကူးမရှိတာလည်းမဟုတ်ဘူးလုံးဝကိုလုပ်ကိုမလုပ်နိုင်တာပေါ့နော်အဲ့တော့ဝါးရဲဖြစ်တဲ့ဒီရိုက်မှာရိုက်မှာရိုက်မှာ အမျိုးသားကိုလည်းတခါလေပြောထားတယ်အဲ့ဒီဟာဆိုတော့ तू ကလည်းလေပထမတော့တော့စိတ်စိတ်ကဘယ်လိုလဲဆိုတော့ဖင်မန်းမှာဆိုတော့ပေါ့နော်ဆိုတော့ तू ကတော့မရိုင်းနေတော့ပေါ့အေး DM အေးစစ်စစ်ပဲနေပေါ့ဒါပေမဲ့မရဘူးကိုဘကူဒီဘက်မှာဘယ်တော့ပဲအလုပ်တွေလုပ်နေပါစေ သူများရက်ကူးရေးတွေမြင်နေရတယ်သူများတွေအွန်အဲတက်နေတဲ့အချိန်မျိုးကြလို့ရှိရင်စိတ်တက်ကြတယ်။အော်ငါငါတုံးကြတော့ဘောနော်ငါဘာမှမလုပ်ရတော့ဘူးဆိုပြီးအဲ့လိုမျိုးစိတ်မျိုးဖြစ်တယ်။အဲ့ဒါကိုပို့ပြီးတော့ပြန်မှန်းကြည့်တယ်။အဲ့တော့နှစ်ခုစလုံးမှ manage လုပ်နိုင်ပြီးတော့ရအောင်တော့ရိုက်ပါဘူး။အင်းငငယ်တုန်းကတော့တစ်ခါစဉ်းစားတက်40လောက်ဆွန့်လို့မယ်ပေါ့နော်။ပြန်လာမြိုက်တော့ဦးအနိုင်ပိုင်းအနိုင်ပိုင်းပြီးတော့ရက်လိုက်မယ်တက်40ကျော်လဲငါငေးသေးတယ်ဘာငေးလေအသက်40ဆိုအရင်ကတော့ကို16နှစ်လောက်ကရိုက်တယ်ဆိုအသက်40က 40ဆိုရင်တော့တော်တော်ကြီးတော့ပြီးလို့ကိုကတွေးတာပေါ့အသက်40ကျော်တော့လေဟိုအသက်အသက်40လေးကဒါလေးပဲရှိသေးတာရိုက်လို့ရသေးတာပဲဆိုရိုက်လိုက်ပြန်ရောဟောအသက်60ကျော်တစ်60ကျရင်နားမယ်ပေါ့အဲ့ဒါသိကူရှိရအောင်အာမသိသေးတော့အဲ့ကြတော့ဘယ်လိုဖြစ်သွားလဲဆိုတော့တက်60နားမယ်လို့စဉ်းစားလိုက်တော့အေးမဟုတ်ဘူးလေလာငားတဲ့သူရှိရင်တော့ရရုံပါပေါ့အမားတို့ကအမြဲတမ်း idea မတော်နေဘူးအာအမြဲတမ်းလည်းမတက်နေဘူး အဲ့အတွက်အမားတို့ကဘာလဲဝါလဲဆိုတော့ဘေးကအကူကြီးယူရတဲ့အဝတ်အစားတွေမိတ်ကပ်တွေအဲခန္ဓာကိုယ်ဖွဲ့စည်းပုံတွေပေါ့နော်အဲ့ဒါတွေကနည်းနည်းလေးယူရောမှအမားတို့က80ရာခိုင်နှုန်းလောက်ရတာတရားတော်ပြည့်တာမဟုတ်အဲ့တော့အမားမိတ်ကပ်မလေးနဲ့ဆိုမလေး dryer ဒီနေရာမှာဝါရမယ်ဆိုရင်ကိုကပိန်နေတဲ့အချိန်တောင်မှဝါရမယ်ဆိုရင်အမအထက်ထက်ကတပတ်ပတ် တပတ်ပတ်ပြီးတော့အမအပေါ်နေထမိန်ဝတ်ပြီးတော့အဲ့လိုခန္ဓာကိုယ်၄တောင်ကြီးပေါ့နော်အမေတယောက်ရဲ့ပုံစံမျိုးအမအဲ့လိုမျိုးလေးကြောင်လဲခဲ့ပေါ့သူတို့ကအတူယူရတာပေါ့နော်ဘာလို့လဲဆိုတော့တယောက်ဆောင်တယောက်ဖြစ်လာလို့ရှင်လှဖို့ထက်ကိုဇက်ကောင်စီရဲ့ပြည်ပြည်မျိုးကအရေးကြီးရဲ့ဆိုတော့လေဒီအချက်လေးတွေကဒါအတူယူရတဲ့အချက်လေးတွေပဲ အမားတို့ကဇက်ကောင်ကိုရိုက်တာလေနော်ဟိုအမားတို့လှဖို့အတွက်ရိုက်တာမဟုတ်ဘူးအာလှချင်တယ်ဆိုရင်မင်္ဂလာဆောင်သွားမှာပဲလှလိုက်တယ်လေအလူသွားတော့လှအဲဒါဆိုအလှဆုံးပြီအမားတို့ဒီအော်စင်းပေါ်မှာဆိုရင်တော့အမားတို့ရဲ့ဇက်ကောင်ကိုပဲအမားတို့ကလေးစားရမယ်ဇက်ကောင်ကိုပဲဂယူဆိုင်ရမယ်ဇက်ကောင်ကောင်ကိုပေါ်မှာတစ္ဆာမဖောက်လို့မရဘူးပေါ့နော်အာဇက်ကောင်ကောင်တစ္ဆာဖောက်တယ်ဆိုရင်ဇကားတကားလုံးကသွားပြီအဲတခါတလေကျရင်အမလည်းခါကြဘဇက်ကလည်းမနေနိုင်အဲ တချို့တွေဆိုကမင်းသမီးငယ်လေးတွေဆိုတခါတည်းကြုံမှုတယ်အဒီမကောင်းဆိုတော့လက်သေးအရှင်နဲ့သိရမလားညီမသမီးရဲ့လက်သေးရှင်လေးဖြုတ်လိုက်ပါလားအနေမကောင်းတာယူလက်သေးအရှင်နဲ့ဆိုကိုဘလောက်အိုက်တင်လုံးလုံးဒီလက်သေးယူမြင်လိုက်တာနဲ့လောက်ထားတဲ့အိုက်တင်နဲ့ကိုကသွားတာပဲအဲတခါတလေအဲဟိုမျက်လုံးကန်းနေတာပေါ့နော်မျက်လုံးကန်းနေတာပတိဖြီလိုက်တဲ့အချိန်မှာမြင့်တောင်နေဆိုတော့တဘာဝကြကြစဉ်းစားမယ်ဆိုရင်ဒီမြင့်တောင်ဘယ်သူတက်ပေးမလဲဟုတ်ဘူးလား အော်ဒီဒီလူကလည်းလက်သန်းနေဘယ်သူဆိုးပေးမလဲဟိုသူများဆိုးပေးလို့ရတာပေါ့နော်ထားလိုက်တော့ဒါပေမဲ့လည်းမဆိုးတာပိုမကောင်းလားသမီးရဲ့အိုက်တီကို့အတွက်ပိုကောင်းတာပေါ့ကိုကညွန့်ညွန့်နွန့်နွန့်လေးဆိုပို့ပြီးတော့တနာเสียဖြစ်တယ်ကိုလုံးဝကို့ကိုတနာเสียခြင်းကိုကပို့ညွန့်နွန့်ရမယ်လေကိုကအဲ့လိုတောက်တောက်ကြီးတွေဝှက်ထားမှတော့ဘယ်သူမှမတနာအောင်အဲ့နဲတော့နဲသေးတယ်ဖြစ်တာဒါတော့အပြစ်သဘောမှာပါလေအများကြီးပါဟို ရုပ်ရှင်ရိုက်လို့ဒါရုပ်ရှင်မှာဒါများတယ်လို့လူတွေကပြောတာရုပ်ရှင်ချက်ဆိုတဲ့တပတ်ပုံစံတွေလည်းအပြစ်မှာအများကြီးပဲလူတွေလည်းဟိုသိပါတယ်ဒါပေမဲ့လည်းရုပ်ရှင်မှာတစ်ခါလာလဲဒါပဲဒါပဲဒါပဲပြနေတဲ့အတွက်အာမင်းတို့မင်းတို့ရုပ်ရှင်ကအင်တာဝေးဖောက်ပြန်တာတွေများတယ်လို့ပြောတာဟိုအဲ့လိုမဟုတ်ရင်လည်းအဲဘာကားရိုက်ကြမလဲစဉ်းစားရမယ်လေစဉ်းစားရမယ်ဆိုတော့လည်းစဉ်းစားရှိပြန်ရောဟိုဘယ်လိုကောင်းလဲ ရိုက်လေရိုက်လေပြောခံမရိုက်တော့လေငုံတော့ရိုက်တယ်အာရင်ပါတဲ့ကဒါတော့အမှန်တိုင်းပြောရင်အဲအကယ်ဒမီက nomination ဝင်ခဲ့တယ်ပေါ့နော်အမအဲဇပ်ပုတ်ထဲမှာဒါပေမဲ့အမရိုက်တော့ဘာမှမဟုတ်အမဒီလိုရိုက်လိုက်တာပဲအမဘယ်ကားမှလေအကယ်ဒမီရပါစီဆိုတဲ့ရည်ရချက်လည်းမရှိဘူးအာ ီကားမှာငါကင်မီယာကိုပို့လုပ်လိုက်မယ်ဆိုတဲ့စိတ်ကူးနဲ့လေဘယ်တော့မှဘဲကားအောင်မရိုက်ခဲ့ဘူး။ဒါပေမဲ့အမတစ်ခုပဲရှိရတယ်။အမရိုက်တဲ့ကားဒီအဖတာဝန်ကြည်ရမယ်။မုန်းရင်လည်းအယံမုန်းရမယ်။အနာစရာရှိတယ်ရန်တနာမယ်အတုဇက်ကောင်ပုံမှာပေါ့နော်အဲ့တခုတည်းနဲ့ရိုက်ခဲ့တာအဲ့ပုံမှာပဲပြိတ္တတွေအဆုံးဖြတ်ပေးကြတာပေါ့အမအဲ့ဒီကားမှာသပင်းကိုအမဒီကုတ်ဝဲလေးပေါ့နော်အမပုတ်ပြအောင်ဆိုပြီးတော့ကားတွေကများလာတော့ အာအကောက်ကလေးပေါ့အဲ့လိုလေးညှက်လိုက်တော့ပထမဆုံးတွေ့တဲ့နေမှာမဟုတ်ရဲ့အမားတဲ့ရောက်ကမနဲ့ဟိုဟာသမီးရောက်မှနှစ်ယောက်ကအဲ့အမားညမဖြစ်နေတယ်။ဦးရဲ့အကြည့်ဖြစ်နေတယ်။အဲဟုတ်လားလို့ဦးရဲ့အမားလည်းလို့ပုံပြောင်းရင်လို့သာညက်ခဲ့တာပါလို့ဟိုတကူးတကိုင်ငွေပါစီဆိုတဲ့စိတ်နဲ့ညက်ခဲ့တာမဟုတ်ပါဘူးလို့အဲ့လေတော့အမှတ်တရပေါ့နော်။